စမယ်။အာနာသိမ့်ပြီးကလေးကဒေတက်ပွဲတစ်ခုကိုမှ အနိုင်မရခဲ့ဘူးလေ။ကပအဆက်38ရှိတဲ့မြမတက်မတော်ကြီးကယွန့်ယွန့်ချွန်ချွန်အသက်ဆုံးပြီးတောင်းဆိုခဲ့တဲ့အတွက်လာရှိုးမြို့ပေါ်မှာရှိတဲ့ရက်ကွက်စနေရက်ကွက်ကိုအုပ်ချုပ်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ကျွန်တော်တို့တက်ချုပ်ကြီးမင်းအောင်လိုင်ကတော့သူ့ရဲ့အရေးချင်းကိုထုတ်ဖော်ပြသခွင့်ရရှိခဲ့တဲ့အတွက်အာရဝန်တာပြန်ပြုံးနိုင်တော့တယ်လို့သိရပါတယ်။ တက်ထောက်ကန်သူတွေကတော့တမတော်သားတွေရဲ့အသက်တွေမဆုံးရှုံးရပဲလာရှိုးမျိုးကြီးကိုပြန်ရတာဟာအဘရဲ့အကွက်တွေအယံယံလှလို့သာပြန်ရတာဖြစ်တဲ့အပြင်ရွှေဘဟာရွှေဘပါပဲတဲ့အဲ့ဒီအချိန်မှာမျိုးတွေကိုတိတ်မတိမ်ဘူးတဲ့ KNU ဟာနေဆက်စခန်းတွေရောတမတော်ရဲ့အရေးကြီးတဲ့စစ်စခန်းတွေကိုပါတန်းစီတိမ်းလာတာမြင်ရပါတယ်ချင်းဖွဲ့တွေကတော့သူ့နယ်မြေမှာတိမ်းစရာမြေတိတ်မရှိတော့တဲ့အတွက် အညာမြေဘက်ကိုဆင်းလာပြီးအညာမြေဘက်က PDF တွေနဲ့ပေါင်းပြီးစကန်တွေတောက်လျှောက်တင်လာတာတွေ့ရပါတယ်။ဒီလိုမျိုးပဲ A နဲ့ပူပေါင်းဖွဲ့တွေဟာ ARD ထဲကို PR ပေးပြီးလှုပ်ရှားလာနေကြပါပြီ။ဖမ်းမိတဲ့ viewer မှုတွေတက်ရင်မှုတွေဖြူစောထီးတွေခင်ဗျာဟာလေတိုင်းသူပြည်သားတွေမြင်ကျင်ပြည်ကျင်ကြားကျင်ဖြစ်ကျင်တဲ့အတိုင်းခုခံထွက်ပြေးပြစ်ခတ်တည်ဆုံးတွေဖြစ်လာပါပြီ။မိကုံချုပ်ရရင် NUG အစိုးရအောက်မှာ တိမ်ပြီးအုပ်ချုပ်နေတဲ့မြို့ကစုစုပေါင်း၈မြို့ရှိလာပြီ။ဒေါက်တာဇော်ဝေဆိုးကလည်းမြန်မာပြည်ထဲကိုရန်ကုန်လေးစိတ်ကနေတဆင့်ပြန်ဝင်လာခဲ့ပါပြီ။အခုဆို NUG စုမှုတဲ့နေရာတစ်ခုခုမှာတာဝန်တွေထမ်းဆောင်နေပါပြီ။ကိုဗစ်ပထမလိုင်းမှာပြည်သူတွေရောဂါမကူးအောင်ဦးဆောင်ပေးခဲ့တဲ့သူကိုဗစ်ကာကွယ်ဆေးကိုအစောဆုံးထိုးနှံလို့ရအောင်ကြိုးစားပေးခဲ့တဲ့သူအာနာစတဲ့အချိန်မှာ အစိုးရထဲမှာပါဖို့တက်ကြုတ်ကြီးရဲ့ကံလမ်းမှုကိုညှင်းပယ်ခဲ့တဲ့သူပီရရဲ့ဝန်ကြီးကတော့နီလာထုစိန်ကိုတိုင်သူ့အတန်ကြီးကအေးဆက်ဆက်ကြီးနဲ့အရန်ကြောက်ဖို့ကောင်းတာပဲအေးဆိုပြီးဝန်ခံခဲ့ရတဲ့သူဟောအခုအဲ့ဒီလူကြီးမြမပီရဲကိုပြန်ရောက်လာပါပြီအဲ့ဒီအချိန်မှာဒိုးတက်ချုပ်ကြီးနဲ့စစ်ပုတ်ချုပ်တွေကတော့ဇော်ဝေဆိုးဥယျံမို့တို့လူရှေတန်းရောက်အမတ်တရဓာတ်ပုံလေးတော့မရနိုင်တဲ့အပြင်ကင်းတာဝန်ကျနေတဲ့စစ်သားတွေကိုတနက်ပေးမကင်တော့ဘူး ပြီးတော့ပြောသွားသေးတယ်ကိုဖြစ်ကိုခံတဲ့စီမံခန့်ခွဲမှုတွေများအားရလိုက်တာ တက်ချုပ်ကြီးရဲ့တွင်အမှန်တွေတင်ဆက်ပေးနေတယ် Because he's a star